မန္နကြီးနှောက်ရက်တာဘာလို့မသိခဲ့တာလဲတခိုးနဲ့မောင်းထုတ်တင်တာမဟုတ်လားဖေရတဲ့မြတ်စွာဘုရားဤအလုံးစုံကိုသိတော်မူတဲ့တပ္ပိညုတညံတော်နဲ့ပသက်ပြီးဥစဉ်ခဏခဏဖြေရပါတယ်အခုဒီမှာလဲထပ်ပြီးဖြေလိုက်ပါဦးမယ်နော်မြတ်စွာဘုရားဒီအလုံးစုံကိုသိတော်မူတဲ့တပ္ပိညုတညံတော်ကိုရာတော်ပုဂ္ဂိုလ်ဆိုတာမှန်ပါတယ်သို့တော်လည်းပဲမြတ်စွာဘုရားဒီအချိန်ပြည့်သိနေတာမဟုတ်ပါဘူး ပပိညုဒညာတော်ကိုအတုံးချပြီးလောကကိုကြည့်မှအလုံးစုံကိုတည်တော်မူမြင်တော်မူတာပါမြတ်စွာဘုရားသည်ပပိညုဒညာတော်နဲ့လောကကိုတနည်းဘယ်နှကြိမ်ကြည့်တယ်လဲဆိုရင်တတ္ထာတတ္တာနောတာဝကေရတိယတယောဝါရီဒီဝတ္တတတယောဝါရီတိရတိန်ဒီဝန်စဝါရီအောလောကင်တော်မြတ်စွာဘုရားသည်နေ၃ကြိမ်ညင်၃ကြိမ်တနည်း၆ကြိမ်တိုင်တိုင်လောကကိုကြည့်တော်မူတယ်လို့အထာကထာကဆိုပါတယ် ဲ့ဒီလိုမြတ်စွာဘုရားသည်တပ်ပြညွတ်ညံတော်နဲ့လောကကိုတနည်း၆ချိန်ကြည်တော်မူတဲ့အချိန်မျိုးမှသာလျင် အလုံးစုံကိုသိတော်မူမြင်တော်မူပါတယ်တပ်ပြညွတ်ညံနဲ့မကြည့်တဲ့အချိန်မျိုးဆိုရင်တော့မသိပါဘူးမမြင်ပါဘူးမြတ်စွာဘုရားနဲ့အရှင်အာနန္ဒာစကားပြောနေတဲ့အချိန်ဟာမြတ်စွာဘုရားသည်တပ်ပြညွတ်ညံတော်ကိုအတုံးချနေတဲ့အချိန်မဟုတ်တာကြောင့်အရှင်အာနန္ဒာကိုမာနကြီးနှောက်ရက်တာမတိလိုက်ခြင်းဖြစ်ပါတယ်နားလဲပါစေနော်